အငိမ့်စားပမောက္ခအားတတ်သူဖမ်းမိမင်္ဂလာပါအော်ဒီယိုဘိုင်းစွန်တိုင်းမှကြိုဆိုပါရစေယခုခါမှာတော့အလဲဝဲမီဒီယာခရူးကနေတင်ထားတဲ့မန္တလေးမြို့တွင်အငိမ့်စားပမောက္ခအမျိုးသမီးတဦးအားအင်ချမ်းမြေအယောင်းဝယ်ပြုတ်လျံမြေခွဲပြတ်မိဟုဆိုကလူတက်ပြီးပစ္စည်းများယူဆောင်သွားသူအားဖမ်းဆီးရမိဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်နားဆင်ကြပါဦးခင်ဗျာမန္တလေးမြို့တွင်အငိမ့်စားပမောက္ခအမျိုးသမီးတဦးအား အိမ်ချမ်းမြေအကြောင်းဝယ်ပြုတ်လောက်ရန်မြေခွက်ပြမည်ဟုဆိုကလူတက်ပြီးပစ္စည်းများယူဆောင်သွားသူအားမေလတရက်နေ့နနက်စနေခန်းကဟဲဟိုမြို့တွင်ဖမ်းဆီးရမိခဲ့ကြောင်းမန္တလေးတိုင်းရဲတပ်ဖွဲ့မှသတင်းရရှိသည်လက်တလော့သူနှင့်အိမ်ချမ်းမြေအကြောင်းဝယ်ပြုတ်လောက်နေတဲ့သူကကျူးလွန်သွားတာပါအိမ်ချမ်းမြေပြပြီးတခါတည်းတက်လိုက်တာဝတ်ထားတဲ့လက်ဝတ်လက်စားရွှေတွေတွေပိုက်ဆံတွေပြင်အိမ်ချမ်းမြေစာချုပ်တွေကိုလည်းယူသွားတယ်သူကကျူးလွန်ပြီးမိသားစုလိုက ရှမ်းပြည်ဘက်ပြေးသွားတာအစစ်စစ်နေရာပြောင်းရင် နောက်ဆုံးဟဲဟိုးမှာဒီကနေ့ပဲတပ်တေကံပစ္စည်းတွေနဲ့အတူဖမ်းမိခဲ့ပါတယ်ရတဖွဲ့တာဝန်ရှိသူတို့ကဆိုပါသည်အပိလ28ရက်နေ့ကပတန်ကြီးမြို့နယ်ရေရွက်ကျေးရွာမြောင်းပောင်ပေးလက်ခွဲအတွင်းဆောက်လုပ်ထားသည့်လူနေထိုင်ခြင်းမရှိသည့်တထပ်တိုက်အတွင်းအမျိုးသမီးတူဒဏ်ရာများနဲ့ပုပ်ပွသေဆုံးနေကြောင်းသတင်းရရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများကစုံစမ်းခဲ့ရာအေဗီလာ25ရက်ကပျောက်ဆုံးနေခဲ့သည့်ဒေါ်ထွထွေးဆိုသူဖြစ်ကြောင်းသိရသဖြင့်စုံစမ်းဆစ်ဆေးခဲ့ရာကျူးလွန်သူကိုဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်အသက်ခံရသူမှာအငိမ့်စားပမောက္ခတူဖြစ်ပြီးအင်ချမ်းမြေလောက်ကင်သူဖြစ်ကတူရဲနေထိုင်သူဖြစ်ပြီးအခင်းဖြစ်ပွားသည့်အေဗီလာ25ရက်နေ့ကအိမ်မနနက်10နာရီခွဲခန့်ကအင်ချမ်းမြေချစ်ရန်ထွက်သွားပြီးနောက် ယခုကဲ့သို့အသက်ခံရခြင်းဖြစ်သည်ဒေါက်တာထွေးအားတက်ပြီးပြည်စည်းများယူခဲ့သည့်ဆိုင်းထွန်းသောခကိုဆိုင်အသက်25နှစ်အားရာဇသက်ကြီးပုံမှ300နှစ်ဖြင့်ပတန်ကြီးမြို့မှရေစကန်းတွင် အမှုဖွင့်ဖန်ဆီးထားကြောင်းသိရပါသည်နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးသောမြန်မာနိုင်ငံသားပေါင်းဘေးပြရာတွေဝေးကွာကြပါစေဗျာ